။တမီကတော့ C117 ကရင်လူမျိုးဖွင့်မုံပဲဖြစ်ပါတယ်။တမီကကရင်အမျိုးသားကောင်းဆောင် KNU E Park စောဘဦးကြီးရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။စောဘဦးကြီးကို ပတိန်မျိုးဘဲကရာကျေးရွာမှာ1905ခုနှစ်မှာမွေးဖွားခဲ့တယ် ကရင်လူမျိုးအတိုင်းအဝိုင်းထင်ပါ ချမ်းသာဆုံးမြေပိုင်ရှင်ဦးတမြဲတာဖြစ်တယ်စောဘဦးကြီးကငယ်ငယ်ကပတိမျိုးသကောကရင်ကျောင်းမှာအလေရန်အသည့်ပညာသင်ကြခဲ့တယ်အရွယ်ရောက်လာတဲ့အခါမှာအင်္ဂလန်မှာဝလုံတော်ဘက်ကိုရတယ်အင်္ဂလန်မှာပဲပညာဆက်သင်ရင်အင်္ဂလိပ်မျိုးသမီးနဲ့အိမ်တော်ကြခဲ့တယ်တာတယောက်သမီးတယောက်ရခဲ့တယ် ဒုတိယကဘာစစ်မဖြစ်ခင်မြန်မာနိုင်ငံကိုပြန်လာတဲ့ပတိန်မြို့မှာနေပြီးရှေ့နေလောက်ခဲ့တဲ့ဒုတိယကဘာစစ်ဖြစ်တဲ့အခါမှာမိမနဲ့ကလေးတွေကိုအင်္ဂလန်သို့ပြန်ပို့ပြီးသူက မြန်မာနိုင်ငံမှာကျန်ခဲ့တဲ့ကရင်အမျိုးသားရေးတော်ဝင်ကိုခြေဆုံးဖြစ်ပြီးလောက်ခဲ့တဲ့ဒုတိယကဘာစစ်ပြီးတော့လဲ กยีอมิวตาตาวงกูสแลเล่าสังเขตีโซบาอูกาเมมาในกะลีชีเดอิงแกลนตุมะเปียนโดเปนนิมานายแกมาเปนายแกยีกูสะเล่าเตอะดวยโซบาอูเยอมิวตมีเยซันดาอเลียกวาชินเขตี အဲ့လိုကွာရှင်းပြင်မယ်အမျိုးသမီးနဲ့ကလေးတွေရဲ့တာဝန်ကိုဆက်လက်ယူခဲ့ပါတယ် ခေဆူယူရဲ့ကောင်းဆောင်တူလေးဖြစ်လာတဲ့စောစင်ဖူးတင်နှုတ်ထွက်သွားတဲ့အခါစောဘဦးကြီးကဥက္ကဋ္ဌတူဖြစ်လာအဲ့လိုကရင်အမျိုးသားရေးတာဝန်ကိုထမ်းဆောင်ရင်1950ခုနှစ်ဩဂုတ်လ12ရက်နေ့မှာရန်သူတွေပြစ်ခတ်မှုကြောင့်ကြာရှုံသွားရတယ်စောဘဦးကြီးရဲ့ကောင်းတဲ့အချက်ကိုပြောရမယ်ဆိုရင်စောဘဦးကြီးကပညာတတ်တယ်တထေမီပိုင်ရှင်သားဖြစ်ပေမဲ့ကရင်အမျိုးသားရေးတာဝန်ကိုထမ်းဆောင်တဲ့အခါ ာမှာဓာတုပညာပိုင်ဆိုင်မှုတွေကိုစွန့်ပြင်းတွေရဲ့ဘဝနဲ့တစ်ထက်တည်းဖြစ်အောင်ပစ္စည်းမဲ့ဘဝနဲ့ကရင်အရေးကိုထမ်းဆောင်ခဲ့တယ်ချမ်းသာတော်လဲဖဝမမြင့်ဘူးကရင်ခရင်တယောက်အနေနဲ့နှိတ်ချတော်စိတ်နဲ့လူမျိုးမရေးဖာတာမရေးတန်သူဆက်ဆံတဲ့အတွက်ကရင်လူမျိုးတွေသာမကလူမျိုးတိုင်းကသူ့ကိုချစ်ခင်လေးစားကြတယ် နောက်ဆုံးပြောရရင်အရေးအချင်းပြီးသွားတယ်မြို့ချဒီမိုကရက်တစ်တရားအနေနဲ့တမိုင်းမှာထင်ရှားတယ်ကျေးဇူးတင်ပါတယ်